မင်းဘာဖြစ်ချင်နေရလဲမောင်မီဖျားဖြစ်ချင်တာမောင်မီဖျားဆိုတာမိမမိမတယောက်ယောက်ျားတယောက်လက်ထပ်လိုက်ပြီဆိုတော့မိမိရဲ့မိဖျားတင်မြောက်ခြင်းပဲမိမိဖျားတင်မြောက်တဲ့စကားအင်တာမတန်မှုရှိတယ်တင်မြောက်ခံရတဲ့မိန်ကလေးတွေလည်းအင်တာမကုံယူဖို့ကောင်းတယ်မိန်ကလေးမိန်ကလေးတွေမိန်ကလေးတိုင်းဟာမိဖျားဖြစ်ပေါ်တဲ့ထိုက်တန်ပါတယ်။နောက်ွယ်ရောက်လို့ရှိရင်အမေလေးတော့နည်းနည်းစားချင်ကြတဲ့သူရဲ့ချိပဲ။အဲ့ဒါတော့မပြောတတ်ဘူးရှိရင်လည်းရှိမှာပေါ့နော်ကျွန်တော်တော့မဟုတ်ဘူး။ယောက်ျားလေးယောက်ျားလေးအနေနဲ့ကလည်းဒါအရန်ကိုပို့ပြီးတော့ထိမ့်သိမ်းရမှာပိုင်းရှိတယ်။ ပိုင်ရှင်ရှိတဲ့အခါမျိုးမှာဒါပိုင်ရှင်အတွက်လည်းကိုကျင်းစာစီလေးဝင်ယူဖို့အတွက်လိုအပ်တာဖြစ်စေ။ ောင်းပြီးပြာကားလေးရတော့အိမ်တော်ကြီးစက်ကားတစ်ခုဖြစ်တယ်ဆိုပေမဲ့ဖောက်ပြန်ခြင်းကိုရိုက်ပြတာမဟုတ်ပါဘူးအာအိမ်တော်ကြီးမဖောက်ပြန်အောင်အိမ်တော်တစ်ခုဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့အကြောင်းအရာတွေကိုရိုက်ကူးပြသထားပဲဖြစ်ပါတယ်ခင်ဗျာအချစ်ဇက်လန်းဆိုတာထက် family drama ဆိုလို့ရှိရင်ပုံမှန်ပါလိမ့်မယ်အိမ်တော်ကြီးတာယာမှုဖြင်းရှင်းတဲ့နီးလန်းဖောက်ပြန်တယ်ဆိုတော့မင်းကလည်းအပြေအောင်ပြုတ်လိုက်အဲ့ဒီမင်းကဘာတူလဲမမျိုးမျိုး ခင်ရွေးစီကမှာဆေးလာစစ်နေကြပြည့်တစမင်းကလေးပါနိုင်ပါတယ်အဖြစ်မှလည်းဓာတ်ပုံတပုံတွေ့ပြီးတော့ဆွဲလန်းနေဆိုတော့အကြောင်းအရာမျိုးတွေကအများကြီးရှိခဲ့ဘူးလေကျွန်တော်တို့လည်းငငယ်တော့အဲ့လိုမျိုးဖြစ်ပြရမျိုးရှိတာပေါ့နော်ဆိုတော့ကတော့အဲ့ဒီမင်းကလေးကိုချစ်တယ်အဆုံးထိတော့ဖောက်ပြန်လားမဖောက်ပြန်လားဆိုတော့ပြည့်တတ်တည်နေတာစောက်ကြည့်ရမှာပေါ့နော်ဒါပေမဲ့ခုနပြောသလိုဒါကတော့သုံးဝင်ဆိုင်ချစ်ဆန်လန်းတော့မဟုတ်ဘူးဟိုယတနာပို့ပို့ကအိမ်တော်တစ်ခုကိုဖြတ်စည်းဖို့စူးစမ်းတဲ့အခါမှာ မလုတ်တဲ့ဟာတွေလုံမိပြီးတော့အမားတွေဖြစ်တယ်မယူနေနဲ့လဲဒါယူဆနာတင်နေနဲ့လဲမလုတ်တဲ့အမားတခု လုတ်တဲ့နေရာနေပြီးတော့ကြီးမားတဲ့ပြဿနာဖြစ်ကုန်တာပေါ့ဒီဟာကိုစက်ကိုအလှည့်ပြောင်းလေးနေကျွန်တော်တို့လုတ်လုတ်တာကျွန်တော်ကတန်ဖိုးအနေနဲ့ချိန်ရတဲ့အပိုင်းကအများကြီးမရှိဘူးကျွန်တော်တန်ဖိုးကကျွန်တော်ကတန်တန်လေးပဲသွားတာကျွန်တော်စကားပြောရင်ကျွန်တော်ဒီထဲမှာ AECC ပြောပြောတဲ့ပုံစံတိုင်းမျိုးပေါအောင်လုပ်ထားတယ်မိန်လေးတယောက်ကိုစကားပြောတဲ့အခါမှာဒါဒေါသ ပါတယ်ဆိုမှလည်းကိုတော်သားကိုပြန်ပြန်ပြီးတော့ပြန်သိမ်းသွားတာမျိုးတွေအဲ့ဒါမျိုးတွေကိုကျွန်တော်ဒီထဲမှာအဓိကထားပြီးတော့ဒါရိုက်ပြထားတယ်ပေါ့နော်အပြန်လန် offset နေတာမျိုးတွေကကျွန်တော်တို့လေရိုက်ခဲ့တယ်အများကြီးလေရိုက်ခဲ့တဲ့အစားကြတော့ဒီ message တွေကကျွန်တော်အနေနဲ့ကျွန်တော်တို့ကရိုက်ပြခဲ့ပြီမဲ့လည်းနားလည်မှုလွဲသွားတဲ့အခါကျတော့အတူယူမှားတယ်ဖြစ်မှာဆိုလို့ကျွန်တော်ကတဖန်ပြန်ပြီးတော့ပို့ပြီးတော့ပြည်သက် လက်ခံအောင်ကျူးစားရတယ်အဲ့လိုအဲ့လိုအားနည်းချက်လေးတွေနားထောင်ပြီးတော့ဒီထဲမှာဆိုအများကြီးပြန်ပြင်လာတဲ့ဟာလေးရှိပြီယောက်ျားနဲ့အတူတူမအိတ်ချေဘာလို့မင်္ဂလာဆောင်တာဒီနှောင်းထဲမှာတနေ့တနေ့အဲ့အိတ်ဓာပဲရေးကြီးနေလားခင်ယုံယောက်ျားတယောက်ရဲ့အလိုဆန္ဒကိုဖြည့်ဆည်းပေးရမင်းမတယောက်ရဲ့တာဝန်ပဲကွာနားတော့ဒီကားထဲမှာကျွန်တော်တို့အိမ်နောက်တဲ့ဘောကိုရိုက်ပြတဲ့အခါမှာမောင်းမိပြရဆိုတာမင်းမိမတယောက်ယောက်ျားတယောက်လက်ထပ်လိုက်ပြီဆိုတော့မိမိရဲ့မိဖုရားတင်မြောက်ခြင်းပဲမိမိဖုရားတင်မြောက်တဲ့စကားအင်တာမတန်မှုရှိတယ်တင်မြောက်ခံရတဲ့မိန်းကလေးတွေ့လဲအင်တာမခုံယူဖို့ကောင်းတယ်ဆိုတော့ မိဖုရားပဲဖြစ်စေချင်ပါရဲ့မိဖုရားဆိုတာ first ဘယ်လိုပြောပြရမလဲကိုယောက်ျားရဲ့တရားဝင်ဦးစားပေးခြင်းခံရပြီးတော့ကိုယောက်ျားရဲ့ထိတ်ဆုံးမှရှိနေတဲ့အမျိုးသမီးရဲ့ဘဝကိုပဲလှပစေချင်တဲ့ဆဲအထိတ်ပဲလေးနဲ့ပြီးရတာပေါ့နော်အဲဘသူမှတော့ဒါဒါတခြားသောဟို site check တွေမဖြစ်ချင်ကြဘူးလေအကုန်လုံးကဒါအချစ်ဆိုရနောက်မှလိုက်မျောသွားကြပြီးတော့ဒါပေမဲ့ main ကလေးတွေကတော့ main ကလေး main ကလေးတွေ main ကလေးတိုင်းဟာမိဖုရားဖြစ်ဖို့အတွက်ထိုက်တန်ပါတယ် အကုန်လုံးလည်းမိပြားတင်မြှောက်နိုင်တဲ့မျိုးသားကောင်းနဲ့တွေ့ဆုံကြပါဆိုပြီးကျွန်တော်တို့ကဒီထဲမှာရိုက်ပြတာပါဟုတ်ဒီထဲမှာလေဘိုးကတော့ပြောတယ်ဒီကြားလေးတွေကနည်းနည်းလေးတော့မြည်ကျင်တယ်ဟုတ်လားအဲ့တော့မပြောတတ်ဘူးရှိရင်လည်းရှိမှာပေါ့နော်ကျွန်တော်တော့မဟုတ်ဘူးယောက်ျားဆိုတဲ့မျိုးကအရှိမသစ္စာရှိကြောင်ဘလောက်ပဲကြွေးကြော်ပြကြွေးကြော်ပြနောက်ွယ်ရောက်လို့ရှိရင်အမီးလေးတော့နည်းနည်းစားချင်ကြတဲ့သူကြီးချိပဲမိန်းကလေးတွေရောယောက်ျားလေးတွေရော message ပေးတာပါဒါယောက်ျားလေးတွေအနေနဲ့ကလည်းဒါအမှန်တမ်းမှဒါ ဒီအခုခေတ်မှာဆိုမြင်ရတယ်ပေါ့နော်ဒါကဒါတောင်ဝေကတွေအများကြီးရှိရဲဟိုတာရကယူဇာအများကြီးရှိရဲဆိုတော့ဥပဒေကဘယ်သူမှမျက်နှာလိုက်နေမှာမဟုတ်ပါဘူးအခုအနေနဲ့တီလိုကျူးလွန်တာဖြစ်ဖြစ်မတီလိုကျူးလွန်တာဖြစ်ဖြစ်ကျူးလွန်လိုက်တာတော့ဖြစ်တော့လကောင်မကျူးလွန်လိုက်တာလည်းဖြစ်တော့လကောင်ဒါယောက်ျားလေးယောက်ျားလေးအနေနဲ့ကလည်းဒါအရန်ကိုပို့ပြီးတော့ထိမ့်သိမ်းရမှာပိုင်းရှိတယ်ဒါမိန်ကလေးအနေနဲ့ကလည်းဒီလိုမျိုးနီလန်းနဲ့ဒါမယူသင့်ဘူးယူတဲ့အခါမှာတစ်ဖက်က ပိုင်ရှင်ရှိတဲ့အခါမျိုးမှာဒါပိုင်ရှင်အတွက်လည်းကိုချင်းစာစီလေးမွေးမြူဖို့အတွက်လိုအပ်တော့။အောင်ရဲချင်းရဲလို့ရတယ်။မင်းဘာဖြစ်နေရလဲ။မင်းဘာဖြစ်ချင်နေရလဲ။မောင်မီဖျားဖြစ်ချင်တာ။ဒီဇက်ကားလေးကတော့လာကြည့်ပြီးတော့နှစ်သက်သဘောကျလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒါဘာဖြစ်ဖြစ်နှစ်သက်တဲ့ပြိသက်ရှိတယ်လို့မနှစ်သက်တဲ့ပြိသက်တော့ရှိမှာပဲလေ။ဆိုတော့အခါကျတော့ကျွန်တော်တော့ပြောချင်တာတော့ဟာတာကြိုက်တယ်ဆိုလို့ရှိရင်ဟာတာကားကိုကြည့်ပါ။ဒီဒရာမာအိနောင်ကြီးကားကိုကြည့်ကြိုက်တယ်ဆိုလို့ရှိရင်အိနောင်ဒရာမာကြီးကားကိုကြည့်ရပြိသက်ကား ကြည်ပါလိမ့်မယ်ဆိုတဲ့အခါကျတော့ဒါပြည်သက်တွေအားလုံးကြိုက်ဖို့တော့မလွယ်ကူဘူးပေါ့ဆိုတဲ့အခါကျတော့ကားတွေကတော့မျိုးစုံအောင်ရိုက်နေရပဲဆိုတော့လေဒါဒါသဘောကျတဲ့ပြည်သက်တွေလာကြည့်ဖို့တော့ဖိတ်ခေါ်ချင်ပါခင်ဗျာလုံးဝမပါပါဘူးဒီတဲမှာကျွန်တော်တို့အများကြီးအများကြီးကျွန်တော်ပြင်ဆင်ထားတဲ့ချက်တွေကမိန်းကလေးတယောက်နဲ့ရံဖြစ်တဲ့အခါမှာယောက်ျားလေးဘက်ကစိတ်လျှော်တာမျိုးတွေလက်ပါချေပါမျိုးမလုပ်တာမျိုးတွေအများကြီးထိမ့်သိမိကျွန်တော်တို့ပြန်ပြီးတော့ဒါကျွန်တော်ရိုက်ကူတာပေါ့အရင်တော့ကကျွန်တော်ရိုက်ကူရိုက်ခဲ့တဲ့အခါလို့မှကြုံသွားတာရှိရတယ်ဒါကတော့ကျွန်တော်ဝန်ခံတာပါဒါတွေက ရုပ်ရှင်ရအတုမြင်အတက်တင်ဆိုတာဖြစ်တတ်တယ်ဖြစ်တတ်တဲ့ခါကျတော့ကျွန်တော်တို့အဲ့လိုမျိုးလုံးဝမလုပ်ချင်တော့တဲ့ခါကျတော့ကျွန်တော်ကိုယ်တိုင်မပုံတဲ့အချိန်မပုံစကားများတဲ့ခါကျလို့ရှိရင်လီတန်ကို ACC ပဲပြောချင်တယ်ကိုတိလဲရောလောက်တာမျိုးတွေကျွန်တော်တို့မလုပ်ချင်တော့ဘူးဒါမျိုးတွေပြည်သက်တွေအနေနဲ့ကဒါဘလို့ပဲဖြစ်ဖြစ်တချို့ကတွေးတတ်တဲ့ပြည်သက်ကျတော့အတုမယူဘူးတချို့ကကျတော့အတုယူတတ်တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းအပါဝင်မှာပေါ့အဟာကျတော့အတုယူလို့ကောင်းတဲ့အရာတွေပဲကျွန်တော်တို့ကချေချောက်ချပြတ်လို့ရှိတယ် အဲကျွန်တော်အကြံဉာဏ်ပေးချင်တာတော့ရံဖြစ်တဲ့အချိန်မှာတော့ရံဖြစ်တဲ့အချိန်မှာနှုတ်နှစ်ဖက်လုံးကဒေါသတွေပဲဖြစ်နေတဲ့အခါကြတော့လေဘာမှပြန်မပြောပဲနေလိုက်တာတော့အကောင်းဆုံးပါတစ်ဖက်ကရက်သွားလို့ရှိရင်တစ်ဖက်ကဘလောက်ပြောပြောအခုမှကျွန်တော်ပြောတာကျွန်တော်ဆိုလို့ရှိရင်ဟိုပြင်ထွက်သွားပြီးတော့ထိုင်နေလိုက်တာမျိုးတွေတစ်ခုခုပေါ့အဲ့လိုမျိုးဒေါသရောလောက်တဲ့အချိန်ကြမှာအမားတစ်ချက်ကလွန်သွားတဲ့အခါကြတော့လေဒါလက်ပါချီပါတယ်ကြတော့လေမကောင်းဘူးပေါ့ ဒါအဲ့လိုမျိုးပဲပြောချင်ပါတယ်ဒါပေမဲ့ခုနကပြောလို့ပဲပြောတာပြောနေရပဲလက်ပါတယ်သူကလည်းပါတာပဲပေါ့ဆိုတော့လေဒါအကုန်လုံးကကျွန်တော်တို့နိုင်တက်လောက်လည်းပြောမယ်ဆိုပေမဲ့လည်းဒါမလုတဲ့သူကတော့မလုပါဘူးဒါလုတဲ့သူကလည်းအမတန်မှရှားပါတယ်ဆိုတော့ခါကြတော့ဒါကဟိုလုတဲ့သူတွေလည်းမလုဖို့အတွက်ပဲပြောချင်ပါ